မြန်မာတခြင်းတွေကိုကိုရီးယားနိုင်ငံမှာပါထင်ရှားလာအောင်လို့ကိုရီးယားဘာသာစကားနဲ့တီးဆိုပြနေတဲ့ K-pop idol တွေဒီအလုံးမင်းမိင်္ဂလာပါဆယ်ဒီတန်ယူပေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံက K-pop idol တွေထွက်ရှိတာကအရန်ကိုမှရှားပါပဲထိုင်းနိုင်ငံကလီဇာလိုမျိုး idol တယောက်ပေါ်ထွက်စေခြင်းကြတာတယ် ဒီဒီယာမြန်မာနိုင်ငံရဲ့ပထမဆုံးမျိုးသမီးအိုင်ဒေါ်ဆိုတော့တရားဖြစ်လာခဲ့ပြီးလက်ရှိမှာ New N ဆိုတဲ့ K-pop ဖွဲ့မှတည်ဆိုနေပါပြီ။လွန်ခဲ့တဲ့စနေနေ့ပိုင်းကဒီဒီယာကိုရီးယားအထိအချောက်သွားပြီးတော့အိုင်ဒေါ်တယောက်ဖြစ်အောင်ကြိုးစားလာခဲ့သူဖြစ်ပါတယ်။ဒီရက်ပိုင်းမှာဒီဒီယာမြန်မာသချင်းကိုကိုရီးယားဘာသာစကားနဲ့ဘာသာပြန်ပြီးတော့တည်ဆိုရေးမြန်မာပြည်သက်တွေကြားမှာနမည်ကြီးလာခဲ့ပါတယ်။ဒီဒီယာနိုင်ငံခြားမှာနေထိုင်တာကြားပြီးဖြစ်ပေမဲ့မြန်မာသချင်းတွေကိုတော့မမေ့သေးပါဘူး။မြန်မာသချင်းတွေကိုလည်းကာဗာပြန်ဆိုသလိုနမည်ကြီးတဲ့မြန်မာသချင်းတွေကိုလည်းကိုရီးယားဘာသာစကားနဲ့ဘာသာပြန်ပြီး တော့သိဆိုပြလိုက်ပါရီအဆိုတော်ဂျိုလီနဲ့ထက်မွန်တို့ရဲ့သတင်းတွေကိုကိုရီးယားစကားနဲ့ဘာသာပြန်ပြီးတော့သိဆိုလိုက်တဲ့အခါလူကြိုက်များသွားပြီးတော့ကိုရီးယားလူမျိုးတွေလည်းနားလည်နိုင်သွားပါရီဂျိုလီနဲ့ထက်မွန်တို့ရဲ့သတင်းတွေကစာသားတွေကကောင်းမွန်ပြီးတော့အဓိပ္ပာယ်ရှိတဲ့သတင်းတွေဖြစ်ပါရီဒီဒီကသတင်းတွေကိုမုံရင်အဓိပ္ပာယ်မပြတ်အောင်ဘာသာပြန်လိုက်ပြီးတော့တပုတ်လောက်သိဆိုပြလိုက်ပါရီဂျိုလီနဲ့ထက်မွန်တို့ရဲ့သတင်းတွေကအရင်တည်းကလူကြိုက်များပြီးသားဖြစ်ပေမဲ့ကိုရီးယားလိုဆိုပြလိုက်တဲ့အချိန်မှလည်းနားထောင်ကောင်းနေပါရီသူတစ်ပါးဖန်တီးထားတဲ့သတင်းတွေကိုလေးစားမှုထားတဲ့ဒီဒီကဂျိုလီတွေရဲ့သတင်းကို ိုဘာသာပြန်ခြင်းနဲ့ကြောင်းတွားရောက်ခွင့်တောင်းလိုက်ပါသေးတယ်။ဂျိုလီကိုရိုင်းကလည်းခွင့်ပြုတာကြောင့်မလို့ကိုရီးယားဘာသာစကားနဲ့တိကျသီးဆိုလို့ရသွားခဲ့ပါရီ။ဒီဒီယာဗုဒ္ဓဘုဇနီးယားတချင်းကိုကဘာပြန်လဲသီးဆိုပြီးတော့နမည်ကြီးလာခဲ့သူပါ။ဒီဒီယာအတန်အေးလေးနဲ့စုပြနိုင်တာကြောင့်တစ်တော့မှာကြီးစုသူတန်ပေါင်းများစွာကိုရရှိထားပါရီ။ဗုဇာဘုဇနီးယားတချင်းကိုရခိုင်ဆိုတော့ကြီးတယောက်ကသီးဆိုထားတာဖြစ်ပြီးအစိုးရချင်းချင်းကလည်းပြန်လဲသီးဆိုထားပါသေးတယ်။အစိုးရချင်းချင်းသီးဆိုတော့ကလည်းလူကြိုက်များတဲ့တချင်းတပုတ်ဖြစ်ခဲ့တယ်လို့ဒီဒီပြန်လဲသီးဆိုတဲ့ချိန်မှာလေ ဲ့လူကြိုက်များသွားပါတယ်ဒီဒီကိုသူ့ရဲ့ agency ကတချင်းတွေကဘာတိဆိုခွင့်ပေးထားတာက အရှင်ကလေးကဖြစ်ပေမဲ့လေဒီဒီကအများကြီးစဉ်းစားပြီးတော့တွေးပူခဲ့တာကြောင့်မလို့ဖြစ်ခဲ့ပါဘူးဒီနေ့အတွင်းမှာတော့ရဲစွန်ပြီးတော့တချင်းတွေကိုကဘာတိဆိုပြသလိုတချင်းတွေကိုလည်းဘာသာပြန်ပြီးတော့တင်နေတာကြောင့်သူ့ကိုအားပေးသူတွေရှိလာပြီးတော့မြန်မာပြည်သက်တွေလည်းရှာလာခဲ့ပါတော့တယ် ဒီဒီကမြမသန်စင်ချင်းတွေပြင်ဗုဒ္ဓပုဇနီယသချင်းကိုလည်းပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်ပါသေးတယ်။ဗုဒ္ဓပုဇနီယသချင်းကရခိုင်ဆိုတော်ကြီးသီဆိုထားတဲ့သချင်းဖြစ်ပြီးတော့အစိုးရချက်ချင်းကလည်းပြန်လည်သီဆိုထားပါတယ်။ဒီဒီရဲ့အတန်ကလည်းဒီသချင်းနဲ့လိုက်ဖက်တာအကြောင်းတရားတောင်းတဲ့သချင်းတွေကပါသီဆိုဖို့ပြောနေကြပါသေးတယ်။ဒီဒီရဲ့အတန်ကအကောင်းနေပေမဲ့လည်းသူကိုယ်တိုင်သီဆိုထားတာကိုမယုံကြည်ကြပဲနဲ့အတန်သွင်းပြီးမှဆိုရလာလို့ထင်ကြပါတယ်။လေ့ကျင့်တဲ့ခန်းထဲမှာနေသေချာဆိုပြနိုင်တဲ့ဒီဒီရောမြမပရိသတ်တွေကိုပါသိတတရရှိလာပါတယ်။ဒီဒီကနိဝံဖွဲ့နေတဲ့ 2024မှာ focus ဆိုတဲ့တချင်းတစ်ခုကိုထွက်ရှိထားပါတယ်2025ခုနှစ်မှာလည်းနောက်ထပ်တချင်းတစ်တပုတ်ကိုထွက်ရှိတော့မှာပါဒီဒီကမြန်မာလူမျိုးတွေကနေရှာရှာပါပါ K-pop idol တွေအတွက်လည်းအားတက်စရာဖြစ်လာပါတယ် K-pop idol တယောက်ဖြစ်တဲ့ဒီဒီကမြန်မာတချင်းတွေကိုဘာသာပြန်ပြီးတော့စုပြနိုင်တာနဲ့မြန်မာပရိသတ်တရားဂုဏ်နေကြပါပြီမြန်မာတချင်းတွေကို Korea version နဲ့ပါနားဆင်ရအောင်စုပြနေတဲ့ဒီဒီရဲ့အတန်ကိုသဘောကျရဲ့လားဆိုတာ comment မှာပြောခဲ့ပေးပါအောင်ရှင်ကြည့်ရှုပါပြီးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်